Oppo Reno 14 Pro မှာကျွန်တော်အကြိုက်ဆုံးအချက်သုံးချက်ဘက်ကအဲ့ဘာလဲဆိုတော့နံပါတ်1 big quality နံပါတ်2 camera quality နဲ့နံပါတ်3 color wave print မှာအခုဒီကောင်ဆိုရင် Eidos Grey Luminous Frame နဲ့ Black Tab Panel တွေကိုသုံးထားတယ်ပြီးတော့ Korean Gong လို့ခေးထားတာမို့လို့ပေါ့နော်ကန်ရတော်တော် smooth ဖြစ်တယ် flagship phone တစ်လုံးကိုကန်ရတဲ့ hand feeling မျိုးပေးတယ်ညာအဲ့တော့မှ happy view က strong ဖြစ်တာ software နဲ့ color wave print က smooth ဖြစ်တာနဲ့ပေါင်းလိုက်တော့ဒီ phone ကကန်လို့သုံးလို့ပါတော်တော်အဆင်ပြေသွားတယ် ပြောရရင်ခုနောက်ပိုင်းအတွက် renew phone တွေအောင်နော် pick quality durability နဲ့ software experience ပိုင်းတွေမှာတော်တော် improve ဖြစ်လာတယ် renew 12 renew 11 series တွေကဆိုရင်ကျွန်တော်တို့ဒီ big quality ပိုင်းအားနေတာ happy people က strong မဖြစ်တာမျိုးတွေအဲလိုမျိုးအားနေချက်တွေရှိခဲ့တယ်ဗောနော်အခုဒီမှာတော့အဲ့လိုမဟုတ်တော့ဘူးနောက်တစ်ချက်ကဒီ phone ရဲ့ camera ကိုအားရအဲ့ကတော့ telephoto ပိုင်းပေါ့နော်အခုဒီကောင်ကဆိုရင်355ရဲ့ application 100ရဲ့ digital zone တွေဆွဲလို့ရတယ်ဖိပိမကပါစေထိုင်လန်းပါလားအဲဒါကြောင့်ကျွန်တော်တို့ close up portrait တွေရိုက်တဲ့အခါမှာပဲဖြစ်ဖြစ်အဝေးရ object တွေကို zone ဆွဲပြီးရိုက်တဲ့အခါမှာပဲဖြစ်ဖြစ် တော်အဆင်ပြေသွားတယ်။ဒါလည်းလည်းမဟုတ်ဘူးဗျာ။မိန်းကမလာရဲ့ပုံထွက် quality တွေကလည်းသူစည်းနေတာလို့ရှင်ကောင်းနေတယ်ပါပဲ။ပြောရအောင်။အဲဒါတွေကတော့ Oppo Reno 14 Pro ရဲ့ကျွန်တော်အကြိုက်ဆုံးအချက်သုံးချက်ပါနော်။ဒါကြလို့ဒီဖုန်းနဲ့ပတ်သက်ပြီးတော့တခြားသိချင်တာရှိသေးရဆိုရင်ကိုယ်ကမေးလိုက်ပါ။ကျွန်တော်ပြပြပါမယ်။တော်တော့တော်စီမှာ။ဟုတ်ကဲ့။ဒီလောက်ပါပဲ။